နေငယ်ပေါ့နော်နေငယ်တက်တိထန်ကျင်တယ်ဘာဖြစ်ဒီအေဝိကတိရားလဲပါတကယ်ကိုဟိုဖျားပြင်းနေသေးတဲ့ຢာຢာရှိပါတယ်လို့ကျွန်တော်တို့သွားတဲ့အခါမှာစိတ်လုံးဝမ်းကြောက်ခြင်းတွေ့ရှင်ကြီးနေတယ်အများကြီးရတယ်အထူးသဖြင့်ကျွန်တော်တို့သွားခဲ့တယ်ပေါ့နော်သွားခဲ့တာကကျွန်တော်အေဝိကတိပုံမှန်လောက်တာတာတာရင်းသူကောင်းတဲ့အေဝိကတိဒီနေ့တခုလို့ကျွန်တော်ကတော့ထင်တယ်ဘာကြောင့်လဲဆိုတော့ ဒီသွားတဲ့အခါမှာလေကျွန်တော်တို့အဓိကအားဖြင့်နှချင်းအသိတော်ကိုသွားတာနော်ဆရာဟုတ်တယ်ဗျာဆရာကျွန်တော်နှချင်းလေးကိုသွားတဲ့အခါမှာကျွန်တော်တို့ဘာလို့ဖြစ်နှချင်းရဲ့ဘဝမှုဘဝလာအောင်ပါဂျာရှုံးနေတဲ့ဝိညာဉ်တရားပြီးပြောတော့စာရရဲ့ဩဝါဒအောင်ပါဂျာရှုံးနေတဲ့ဝိညာဉ်တွေကိုအများကြီးတွေးခဲ့ရတယ်တို့တို့ဘယ်လောက်ကြီးအောင်ဖြစ်လဲဆိုရင်ဟိုအသိတော်ကပြည့်ပယ်ထားတဲ့အထိ ဒိုးတွေဆိုဖြစ်တဲ့အထီကောင်ပါဒိုးတွေဆိုရင်ဒိုးကြောက်ပဲစိတ်လုံးတိတ်နေတဲ့အထီရှိတယ်ဒါပဲဘာလဲမသိဘူးကြားရဲ့ကျင်းမှုတော့ကြောင့်ကျွန်တော်တို့ရောက်သွားတဲ့အခါမှာဒီမှာကျွန်တော်တို့ပြင်ကြရတဲ့အများကြီးရှိတယ်ဆရာဝန်တော်ဟင်ကြည်ကျင်းအားဖြစ်တော်သကောင်းဒီမှာလိုအပ်နေတဲ့ဝိညာဉ်တွေကိုကြည်ကျင်းအားဖြစ်တော်သကောင်းပြင်ကြရရှိတယ်ပြင်မှန်းတော်လည်းပဲပြင်မှန်းပါမောတော်လည်းမမောပါဘူး။ဘာဖြစ်လို့ကျွန်တော်တို့သွားတဲ့အခါမှာတကယ်စိတ်လုံးဝမ်းကြောက်တယ်ပေါ့နော်။ ပြီးတော့ဒီမှာရှိတဲ့လူတွေကလည်းတော်ဝဲခန့်ဖြစ်တယ်ကျွန်တော်တွေ့ဦးတဲ့နှချင်းသိတော်လေးတွေကိုမတူဘူးဘာလို့လဲနှချင်းသိတော်ဆိုကျွန်တော်တို့ကြွားလူတွေနှချင်းသိတော်အေဘရိသာလာလို့ရှိရင်သူကသူဖာကြီးပါတာဒီမှာဘာမှလည်းဝတ်ခံပြီးတော့ဒီအဲ့ဒီကျွန်တော်ပထမသွားတဲ့တရားတော်ကြီးရောနော်တရားတော်ကြီးအောင်ရောတဲ့ခါမှာကျွန်တော်တင်ကြရဲ့အများကြီးရှိတယ်ဟုတ်လားအထူးသဖြင့် ျွန်တော်ကိုယ်ရဲ့တည်ယူကြရင်ဓာတ်ရှိတယ်လို့ဒီနေ့အေဝံဂေလိကိုသွားတဲ့သူတိုင်းမှာလည်းတည်ယူကြရင်ဓာတ်ရှိတယ်ကျွန်တော်တို့ဖြောင့်မတ်တော်သူကြီးဖို့ပေါ့ကွာသူလည်းဖြောင့်မတ်တော်သူကြီးဖို့ပေါ့ကွာဒါပေမဲ့စိတ်ထားကအယံကွာတယ်ဘုရားသခင်ရှင်ကသူ့ရဲ့စိတ်ထားကအယံကောင်းတယ်ဘာဖြစ်ဖြစ်သူတို့ဆိုအေဝံဂေလိလုပ်တဲ့အခါမှာအေတိုက်အားတိုက်တော့ဝေကုန်ကြီးကြလေသူတို့ပဲခံတယ်ပြီးရင်ဆရာသမားတွေလည်းတော့ဘာဖြစ်လဲဆိုရင် ိုကျုံကျုံလက်ခံတယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကသူကတရားပြေတနာတော့ဇူးနေတဲ့တယ်အရန်ပြုတ်ပွေးဒါကျွန်တော်ဒီပါဆိုဖရာကြောင့်တက်လာနေနေကြရင်တော့မှတိတ်ပြီးတော့လူတွေကထိုင်နေတော့ဒါပေမဲ့ခိုးပါတော့ညာ7နာရီတစ်ချက်တစ်ချက်အစီအမအိတ်ကဆရာတညာလုံးမအိတ်ဆိုတော့သူကလည်းတညာလုံးမအိတ်ပဲကြည်ရဒီတနာတော့ဇူးနေသူတွေအများကြီးရှိတယ်ပြီးအမလူငယ်တွေကျောင်းတင်ရအများကြီးရလူငယ်လေးဆိုတော့ဟိုမှာငယ်ဒီကလေးကတော့ဖရာကအစီခံဖို့အတွက်သူတို့ တင်ယူလေ့ကျင့်နေတဲ့အရာတွေလည်းအများကြီးရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီဘာလို့ကျွန်တော်တို့ကအမှန်တကယ်တော့ဖြောက်မှတ်ခြင်းကိုဆရာကြီးဆရာဝန်တော်နဲ့ဆရာဆိုင်းအောင်အားဖြင့်တို့ကရှားတယ်။ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ဖြောက်မှတ်ခြင်းကိုအရင်လက်ခံတဲ့ဒီသင်းတော်ကနည်းနည်းပြီးတော့သူတို့သက်ဆိုင်လောက်ကြတယ်။ကျွန်တော်အများကြီးမြင်တယ်အဲ့ဒီအပိုင်းမှာ။ဘာလို့သူတို့တွေကတကယ်အင်္ဂလိပ်နဲ့ပတ်သက်စိတ်အားထက်သန်တယ်ဟိုအလုပ်တွေလည်း ခွေ့ယူပြီးတော့လုပ်တယ်ငွေကုန်ကြေးကြအကုန်ခံပြီးလုပ်တယ်သူတို့စီမှာတကယ်စစ်မှန်တဲ့နှလုံးနဲ့လုပ်တာတော့ကျွန်တော်တို့လိုအပြော်အပြက်အပြော်အပါမတိမဲနေလုပ်တဲ့အရာအခုမှမရှိဘူးသူတို့ကအတီအလေးအနက်အေးဂလီနဲ့ပတ်သက်လာတဲ့အမှန်တကယ်လုပ်တာဖြစ်နေတာဒါကိုကျွန်တော်ကြည့်ကြအားဖြင့်ကျွန်တော်တို့ရဲ့အများကြီးဒီဘက်မှာဆိုဟိုတည်ဝင်ကြအများကြီးရှိလာတယ်ဒီခါလေးတိုင်းငောင်းငါးရတိုင်းလေအများကြီးရှိလာတော့တွေ့တယ်တွေ့ဆိုတရားဝင်တရားထွက် နော်တချို့တွေဆိုတရားလုံးနဲ့အိမ်တော်မိသားစုတစုနဲ့ချောင်းမချင်းတရားလက်ခံထားတဲ့သူရှိတယ်။တချို့ဆိုတအိမ်တော်တအိမ်လုံးကသူတယောက်ပဲလက်ခံပြီးတော့ယုံကြည်ရင်းနဲ့သွားနေတဲ့သူရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ဘာဖြစ်ဖြစ်ဒီကတော့အားပေးချင်တာကျွန်တော်မိနေအရာကိုကျွန်တော်တို့ဒီမဟာနေပင်တိအသိတော်သူတို့နဲ့သွားရှိရင်တတော်လေးကိုစိတ်သက်သာရဆိုင်အောင်ပါတကယ်လိုအပ်ချက်ရှိတယ်။ဘုရားသခင်နဲ့သွားလာတဲ့နေရာပေါ့။ သူတို့ဆိုတယောက်ကိုတယောက်ဘိုက်ခိုက်ဘူးချင်းချင်းချစ်ချစ်ခင်ခင်နေတယ်စီစီလုံးလုံးနေတယ်လူငယ်လေးတွေကအစခလေးအစုံကိုယ်လူကြီးကအစတော့ကဆရာပြောလို့ရှိရင်တကယ်တိလို့တော့စိတ်တက်လို့တော့စိတ်နဲ့လေးလာတယ်စီးဘူးတယ်ဒီမှာလို့ဟေးလို့ဝါလာတွေတိတ်မရှိဘူးဒါကြောင့်မစပေါ်ပြင်တာကဘာဖြစ်နောက်ကြိုက်ကြောအေးဝန်ကလေးတူဘူးဒီနေ့ထွက်ကြမယ်ပြောရှင်နဲ့ကျော်လို့ သူဆရာပြောတဲ့ချိန်မှာလည်းအများကြီးအောင်ဆိုင်ဖို့လုပ်ရတဲ့အပိုင်းကိုကျွန်တော်တို့တွေ့ရတယ်။ဘာဖြစ်ဆရာဝန်တော်ကြီးပြောတဲ့အခါမှာကျွန်တော်တို့ဆရာဝန်တော်ကြီးတရားကိုနားထောင်ကြည့်လို့သာမထောင်ကြည့်လို့ကျွန်တော်တို့ဒီပါကသာလုပ်နေတာ။ဘုရားကျတော့တကယ်ဆင်းဝင်တာနားထောင်နေဆရာကိုလည်းပြန်ပြီးတော့မေးဖို့နေနေတယ်။ကျွန်တော်တို့ဒီလင်းတော်ကဆရာကိုမေးဖို့ပြန်ပြီးတော့ဆရာမင်းတော်ဖြေနိုင်တဲ့သူဆိုတာရှားတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဆရာကိုဝေးနိုင်ပို့ပြီးတော့ဝေးတော်ဘူးလို့ကျွန်တော်ထင်တယ်။ ဲ့လိုသွားတဲ့အခါမှာကျွန်တော်တတိရေအများကြီးရတယ်ဒါပေမဲ့ဒီအပိုင်းကြီးပေါ့နော်ဒီအပိုင်းကြီးတပိုင်းကျွန်တော်အရင်ဖြတ်ပြောတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီသေးတော်ကနည်းနည်းဟိုပြည့်စင်ကြရလေလိုအပ်တည်းရလို့ထင်နေတယ်ကျွန်တော်လည်းပြည့်စင်ကြရတိုင်းလိုအပ်တယ်ရန်ညီဘုံဘာအယောက်စီတိုင်းပြည့်စင်ကြရတိုင်းလိုအပ်တည်းရဒုတိယကျွန်တော်တို့စိတ်လုံးကသန္တန်ကြကြနဲ့ဤလိုလိုလို့လို့လို့ဆိုတဲ့အကြောင်းအရာကိုကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်မြင်ပြီးတယ်ဒါကြောင့်ကျွန်တော်တို့ စိတ်လုံးမပတ်မကန်နဲ့ယေရုရှလင်လောက်ကူတော်နဲ့ကောင်းကြီးမရှိဘူးဘုရားလည်းမနစ်တော်ဘူးဒီလိုသွားတဲ့ခါမှာတော့ဝါဟိုတချို့တွေတော့ဒူးလာခါးတာတဲ့သူတွေဆရာကြီးပွဲပဲဆိုရင်ထပြီးတော့ကြီးပွဲတဲ့သူတွေအများကြီးရှိတယ်ကျိုးအဲ့ရလူတွေသက်သာကျိုးတို့ကအများကြီးမြင့်ပြီးတယ်ဒူးတွေလိုအသိန်းတော်ပြည့်ပြည့်မလာဘူးကျွန်တော်တို့အသိန်းတော်ဝေခန်းလုပ်နေတဲ့သူတွေဒီမှာဆရာက သေးတော့ထုတ်လိုက်တယ်ဆိုရှင်ဘုရားအမြဲတမ်းပြန်လည်ဝေခန့်ကြိုးလို့ပြီးတော့ဒီဘုရားဒီတရားရဲ့ဒေသနာကိုပြန်ပြီးတော့အမြဲတမ်းဖြစ်နေတာဒါပေမဲ့သူတို့ဘက်မှာဆိုရင်အယူအလွဲစာရရဲ့ဩဝါဒအနောက်မှာမာရွေးတဲ့ဆရာကြီးရဲ့ပိုင်းခြားခြင်းကိုခံရပြီးတော့သူတို့ဆိုစိတ်လုံးတိတ်နေတာအများကြီးရှိတယ်။ဒါကြောင့်မကျော်တို့လောက်ဆိုရင်ဒီထက်ပိုပြီးတော့အာဖီကိုသူတို့စီကိုသွားပြီးတော့ဖြောင်းမှချင်းတရားကို တကယ်ဝင်ရဖို့အများကြီးလိုနေတယ်ဒါကြောင့်ကျွန်တော်နောက်ဆုံးဒီတက်ပို့ပြီးတော့ခွန်အားစိုက်တုံပြီးတော့အေးဥကလေးကိုလည်းပို့ပြီးတော့လုပ်စီခြင်းနဲ့ဆရာလည်းအများကြီးစိတ်ကူးရှိပါပါကျွန်တော်တို့လည်းစိတ်ကူးရှိပါတယ်ကျွန်တော်ဆိုတစ်ခါလေးရရင်ဟိုအေးဥကလေးတိုင်းနဲ့ပို့တော့ပို့တော့ဖြစ်နေရတယ်ရှိတယ်သို့တော်လည်းဘုရားသခင်ကျေးဇူးတော်ပဲဒီကဲစိတ်နှလုံးလေးကပါတဲ့အခါဘုရားသခင်အခြေအပြီးပြတဲ့ပြင်ဆင်ပေးတယ်ဒါကြောင့်တရားဒီဘုံမှာတိုင်းအားလုံးကျွန်တော်နောက်ဆုံးနေပါတော့ဆရာပြောရင်လည်းအားလုံးစိုက်တည်ခြင်းနဲ့ ဘသူပဲပြောကျွန်တော်တို့အာရုံဆိုင်နေခြင်းတယ်။နောက်ဘသူပဲဖြစ်ဖြစ်ကြီးဒီဖြစ်တော့ငယ်ဒီဖြစ်တော့တေးဒီဖြစ်တော့ရှေ့ကြီးဒီဖြစ်တော့ဘုရားရှိမှတေးတာကြီးတာမရှိဘူး။ကျွန်တော်တို့ဒန်ဒန်ဒီတတိခိုင်တဲ့ဒန်ဒီရဲ့သံဃာကိုနားထောင်ခြင်းတယ်လို့ဘသူပဲတတိခိုင်ကျွန်တော်ကနားထောင်နေခြင်း။ဘာလို့လဲတတိဆိုတာဝမ်းမြောက်ခြင်းတော့ရတာလည်းအရာ။သူများဝမ်းမြောက်ဆိုတာပြောဆိုနေတဲ့အချိန်မှာကျွန်တော်မထီမဲ့မြင်ဘူးလား။လုံးတင်ဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆရာ တဲ့ဆရာကျွန်တော်လည်းကျွန်တော်ဒန်းဒီပြည့်ဘယ်သူလဲဆိုပြီးကျွန်တော်နောက်ဆုံးလေးဒီထက်ပိုပြီးတော့စိတ်လုံးပြင်ဆင်ရဆရာဒီမှာတက်တည်ခံရင်းလေးတရားဒေသနာတွေနားထောင်စီခြင်းလေဒါကိုကျွန်တော်ကအဓိကတိုက်တွန်းချင်တာဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရှင်းလေးတော့ချီးမွမ်းနေတာပါ